မမိုးရဲ့ဖေကပင်တဒမြဘရင်ကြီးရဲ့အဖွဲတဲကတယောက်ဖြစ်ခဲ့တာလို့လူဗီကလည်းမေးလိုက်ပါတယ်။မမိုးလည်းမျက်ရည်စာဝင်နဲ့ဟုတ်ချောင်းပြန်ပြောလိုက်ပါတယ်။ရီလီနဲ့ရောအတူပဲလားလို့ရောဘင်ကလည်းပြောနေခဲ့ပါတယ်။ နှစ်တရာ voice ဆိုတာကဘာကြီးရဲ့တမိုင်းမှာရာစုနှစ်ချီရှေလျားတဲ့နေရာလက်နေရတခုဖြစ်ပြီးတော့အဲ့ဒီထူးဆန်းတဲ့အပေါင်ချိန်ကာလတွေပြီးတဲ့နောက်မှာကဘာအစိုးရကိုတိဆောက်ခဲ့တယ်လို့လည်းပြောကြပါတယ်။ကဘာကြီးကိုနှစ်800လောက်သဘော government ကအုပ်စိုးနေခဲ့ပေမဲ့ဒီနှစ်တရာကအမှန်တရားကိုတင်းတင်းကျပ်သားမြစ်ထားခဲ့ပါတယ်။အဲ့ဒီကြားထဲမှာပြောင်းနေတဲ့နှစ်တရာရာစုနှစ်ဒီမှာဘာတွေဖြစ်ခဲ့လဲဆိုတဲ့အမှန်တရားကပေါ်နီကလစ်တွေဖတ်ပြီးတော့ပေါ်လာမယ်လို့လည်းပြောကြပါတယ်။ Professor Clever ကလည်းနှစ်တရာ Voyage လှုပ်ဝှက်ချက်တွေကိုတူးဆွားဖို့လုပ်ခဲ့တာမလို့ Ohara ကျွန်းကြီးနဲ့အတူကဘာကြီးရဲ့မျက်နှာပြင်ပေါ်ကပါရှင်းထုတ်ခ ံခဲ့ရတာပါအဲ့ဒီဖြစ်ရပြီးကြတဲ့ကသဘောကဘာမကနှစ်တရာ voice ကိုဖုံးအုပ်ခဲ့ပါတယ်ဒီလှဝက်ချက်အကြောင်းကိုတည်နေတဲ့သူတွေတောင်မှပါစပ်ပိတ်ခံခဲ့ရပါတယ်ကဘာကြီးရဲ့လှဝက်ချက်ကိုတရားဖို့အတွက် Kindo to Flamingo Caesar တို့က KMO တို့ကိုဖမ်းဖို့ကြိုးစားနေတယ်ဆိုတာဇိုးလည်းသဘောပေါက်သွားခဲ့ရပါပြီအဲ့ဒီလိုဝတ်ချက်ကိုခရမ်းမို့တို့ရောတိလာလို့ဥစောကမေးတဲ့အခါအိုတန်းကအားလုံးကိုဒီလိုဝတ်ချက်နဲ့ဝန်တော့ဝန်ဖြစ်စေချင်လို့ခရမ်းမို့ကသူတို့ဘာမှမသိခဲ့ပါဘူးလို့သာပြောပြလိုက်ပါတယ် တိခဲ့ရင်လေတခိုက်ကြုံကလွယ်ပြီးမရှိဘူးလို့ကန်ဂျီယိုကဆိုပါရယ်ဒီနေ့အထိအသက်ရှင်နေခဲ့တာကလည်းဒီရှင်ဘက်မှာနတ်ဆိုင်စွာဆွဲမြနေတဲ့အိုတန်ရဲ့စကလုံးတွေအကြောင်းဖြစ်ပြီးတော့အဲ့ဒီစကလုံးတွေကလည်းအသက်ရှင်နေရတဲ့အကြောင်းပြချက်လို့ Rise ကလည်းပြောလိုက်ပါတယ်ဒေါ့စတုန်းကသူတို့လည်းအတူတူပဲလို့ပြောတော့ဘာစကားများလဲလို့ဦးစောကမေးလိုက်ပါတယ် အိုဒန်ပြောခဲ့တဲ့စကားတစ်ခုကဝါနိုတိုင်းပြည်ကိုဖွင့်ပေးလိုက်တာဆိုတာဘဲလို့အားလုံးကအော်ပြောလိုက်ပါတယ်။ဝါနိုတိုင်းပြည်ကကဘာချင်းနဲ့ဖြတ်တောက်ခံထားရပြီးတော့နိုင်ငံတည်းကလည်းထွက်လို့မရတယ်လို့အပြင်ကနေလည်းဝင်လာလို့မရတာကြောင့်မလို့အဲ့ဒါကိုဖွင့်ပေးလိုက်မယ်ဆိုရင်အပြင်လောကနဲ့ဆက်တွေ့လို့ရှားသွားလိုက်မယ်လို့ broadcast ဆိုပါတယ်။ အိုဒန်းအတွက်ကန်ဂျီယိုကတူတော့ဟာဒိုင်းကအဖြစ်ရှိနေရမယ်စာအိုဒန်းကြောင့်ကေတင်ခံရပြီးတော့အရှက်ရစရာတွေပဲယူဆောင်လာခဲ့တာမလို့အခုအတက်ကိုရှေ့တန်းမှထားပြီးအိုဒန်းအတွက်လက်စားချေချတော့မယ်လို့ဆိုပါတယ်။ဝါနိုတိုင်းပြည်ကိုခေါ်ယူသွားတဲ့ရှိုဂန်ကိုလည်းတပ်ပစ်ပြီးတော့နိုင်ငံကိုပြန်ဖွင့်ဖို့အတွက်ငါတို့ရဲ့စန်ဒဘဲလူရိုက်ဆိုကဆိုပါတယ်။ဝါနိုတိုင်းပြည်ကအခုရှိုဂန်နဲ့ခိုင်တို့တို့ပူးပေါင်းထားတဲ့အင်အားရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပြီးတော့သဘောထားမတူညီတဲ့သူတွေကလည်းပြန်တော်လှန်မှုစုစည်းနေကြပါမယ်။အခြေတော်ကအရန်ကွာလွန်နေတယ်လို့ခင်ရမ်းမို့ကပြောလိုက်ပါတယ်။ ီတိုက်ပွဲကိုတေချာဖို့နိုင်မရမှာမလို့ခင်ရမုတ်ကတိုးတိုးနဲ့ကုညီတိုက်ခိုက်ပေးနေတဲ့သူကိုရှာဖို့ပင်လက်ပြစကိုခရီးထွက်ခဲ့ကြတယ်အရင်ဆုံးဇိုချိုးစစ်ကိုဥတည်ခဲ့ကြတယ်ဘစ်ပါရက်တစ်ကိုရင်ဆိုင်တိုက်ခိုက်ရမှာမလို့မက်မျိုးနွယ်စုတွေရဲ့အကူအညီကိုလည်းလိုအပ်ခဲ့တယ်လို့ဆိုပါတယ်ရိုက်ဆိုတီကိုရောက်ခဲ့တဲ့နေ့တွေကစစ်တီတော်တွေကအားလုံးပြင်ဆင်ခဲ့ကြရမယ်ဂျက်တိုရဲ့အုပ်စုနဲ့ရင်ဆိုင်ရပြီးနောက်ဆုံးမှတော့ရှာလက်ကတော့ဗဇက်ကတော့မှမပြောနိုင်တော့ဘူးလို့ကတ်ဖိုင်ဘာကပြောလိုက်ပါတယ် ဦးစောတို့လည်းရန်သူကအစိတ်တန်းွေတုံခဲ့တာချောင်းပါလို့ပြောနေပေမဲ့ဘလို့ပဲဖြစ်ဖြစ်ကိုတိုင်းပြည်မှာတော့နိုင်တင်တာမလို့ဒါပေမဲ့ထပ်ပြီးလည်းနောက်ထပ်တစ်ခါရှုံးနေမှာမဟုတ်ပဲဒေါ့စတုံးကတူတူမှလည်းတည်တဲ့ဖယ်ထားတဲ့ဖဲချက်တစ်ခုထက်ရှိတယ်လို့ဆိုပါတယ် ခင်ရမုံကသူတို့အတက်ကိုကဲတင်ပေးပြီးတဲ့နောက်မှာရိုင်းပြတယ်ဆိုတာတော့သိပါမယ်လူဖီနဲ့လောကိုလည်းတောင်းဆိုစရာရှိတယ်လို့ဆိုပါတယ်ခင်ရမုံတို့ဟာသူတို့ဝါလုံးတိုင်းပြည်ကိုဖွံ့ဖြိုးဖို့အတွက်ကူညီပေးဖို့တောင်းဆိုကြပါတော့လူဖီကချက်ချင်းညင်းပယ်လိုက်တဲ့အခါဥစောတို့လည်းဘာကြောင်လဲဆိုပြီးတော့ဒီကိစ္စကိုညင်းပယ်မယ်ဆိုရင်ယောက်ျားကတယောက်မဟုတ်တော့ဘူးဆိုပြီးအော်ပါတော့လူဖီမှလည်းအကြောင်းပြချက်ရှိပြီးတော့နာမည်ကသူညှိနှိုင်းမယ်လို့နေလို့ဖရန်ကီကတားပါတော့ မင်းကအမိခံခေါင်းဆောင်တယောက်တက်တက်ပေးလာလို့လူဗီကမမို့ကိုပြလိုက်ပါရဲ့ငိုမဲငိုနေတော့မှလာလို့လူဗီကထပ်ပြောတော့နာမီလေအသက်၈နှစ်အရွယ်ကလေးတယောက်ကိုဘလိုပဲဆက်ဆက်နေရလဲဆိုပြီးတော့ဒီးပါတော့ဟဲ့မမို့ကလူဗီစစ်ကိုရှောက်လာပြီးတော့သူ့ရဲ့ဖခင်ပြောခဲ့တဲ့စကားတွေဝါနုံမှာဖျက်ဖျက်ခဲ့တာတွေကိုပြန်တွေးတောင်းနေမိခဲ့ပါရဲ့မမို့ကသူ့ခိုင်းတကိုတိုက်ခိုက်ချင်ပြီးသူ့ရဲ့မိဘတွေကိုလည်းတတ်ခဲ့တာမို့လို့အမြန်လေးကြီးပြင်းလာပြီးအစွမ်းထက်လာခြင်းနဲ့မိဘရဲ့အတွက်လည်းလက်စားချေခြင်းပြီးတော့အားလုံးကိုလည်းကာကွယ်ပေးခြင်းနဲ့လို့လူဗီကိုပြောလိုက်ပါရဲ့ မမိုးကသူဟာအခုအချိန်နဲ့ဆိုရင်တော့လုံအောင်ဖြစ်နိုင်တယ်လို့သူတို့နဲ့သူတိုက်ခိုက်စေချင်တယ်ဆိုပြီးဒူထောက်ဥညွတ်တောင်းဆိုဖို့လုပ်တဲ့အခါလူဗီကတားဆီးလိုက်ပြီးတော့သူ့သဘောပေါက်ပြီလို့ဆိုပါရဲ့။အင်အားပြေပူပေါင်းကြမှာမလို့ခိုင်တဲ့ရဲ့ခေါင်းကိုလည်းလူဗီကသူ့ကိုလည်းယူခွင့်ပေးဖို့ပြောလိုက်ပါရဲ့။လောကလည်းသူ့ရဲ့သဘောတူညီချက်ကိုမမေ့တော့ဘူးလားပြောနေပေမဲ့လူဗီကတော့သူတို့လိုလောက်တာကောင်းတယ်မလားဟုတ်တာပြန်ပြောလိုက်ပါရဲ့။မမိုးတို့စကဲကိုခလေးတက်လို့ဆက်ဆက်နေကြပေမဲ့သူကခူဆူကီကလန်ရဲ့ခေါင်းဆောင်ဆိုတာကိုမေ့ပြီးတော့ကာကွယ်ဖို့ပဲတွင်းနေခဲ့ကြတာလို့ခင်ယမ်ဘုကလည်းဆိုပါရဲ့။ မမနုစကဲကိုယောက်ျားသားတယောက်ဖြစ်ဆက်ဆန္ဒလူဗီတယောက်ပဲရှိကြောင်းကဲမော်ကချက်ပြောလိုက်ပါတယ်။လူဗီကသူတို့ရဲ့ရည်ရွယ်ချက်ဟာယိုကိုခိုင်နိုကိုစော်ပစ်ဖို့ပဲလို့အော်ပြောလိုက်ပြီးတော့နင်ဂျာမစ်ဆမ်ဝိုင်းမဟာမိတ်တွေပဲလို့ဆိုပါတယ်။နင်ဂျာဖိုးကြီးကလိုဒေးတို့လာလို့နာမည်ကလည်းပြောနေခဲ့ပါတယ်။ ဝန်ဒါကဒီနေ့ဟာတကယ်ထူးခြားရဲ့နေ့တစ်နေ့ပဲလို့ပြောနေခဲ့ပါရဲ့ကတ်ဖိုင်ဘာနဲ့ဒေါ့စတုံးတို့တခါတုန်းကအရန်ခင်ကြပါမယ်ရှေလျားရဲ့ခရီးတစ်ခုကနေအသက်ရှင်ရုံလေးပြန်ရောက်လာတဲ့အခါမင်းချင်းဆိုင်တိုင်းတက်ပြဖို့အထီးကိုပဲလောက်ခဲ့ကြတာမို့လို့ဘာဖြစ်ခဲ့လဲဆိုတာကိုလည်းသိချင်မိတယ်လို့ပတ်ဂျိုကပြောနေခဲ့ပါရဲ့ခါရုတ်ကသူအဲ့ဒီအချိန်တုန်းကမွေးတော်မမွေးသေးဘူးမလားလို့ပြန်ပြောလိုက်ပါရဲ့ဒီနေ့ကဘရင်ကြီးနှစ်ယောက်ပြန်လဲရှင်နီလာတာကိုဂုံပြုတ်ပေးဖို့သူကစားပွဲတောက်ပွဲကြီးတွေကျင်းပလိုက်ရအောင်လို့မက်မျိုးနဲ့ဆိုတဲ့ကလည်းပြောနေကြပါပြီ လူဖီကတိုးတိုးတွေကနဂိုကလေးကခိုင်နဂိုဆော့ဖို့လှောက်ထားချက်တာမလို့အခုလည်းအားလုံးကမဟာမိတ်တွေဖြစ်သွားကြပြီမလို့နောက်တစ်ခါဒူးထောက်ဦးညွတ်တာတွေကလည်းထပ်မလှုပ်ကြဖို့ပြောလိုက်ပါတယ်။မဟာမိတ်တွေဆိုတာတငယ်ချင်းတွေပဲလုံနေလို့လောကနဲ့ချောက်ပါပဲ။လူဖီကတိုးတိုးမှလည်းနောက်ထပ်အခြေအနေတစ်ခုရှိနေသေးကြောင်းနဲ့အခုကတိုးတိုးရဲ့ဖွဲ့ဝင်တယောက်ဖြစ်တဲ့စန်ဂျီကလည်းဘယ်မန်းရဲ့ခေါ်ဆောင်တာကိုခံလိုက်ရကြောင်းပြောပြလိုက်ပါတယ်။လူဖီကသူစန်ဂျီကိုအရင်သွားခေါ်တာကိုစောင့်ပေးဖို့ပြောလိုက်တော့ဘိုင်းဆိုတို့ကလည်းစောင့်နေပေးမယ်လို့ဆိုပါတယ်။အပြန်အလှန်အနေနဲ့စန်ဂျီတာရောက်လာရင်လူတစ်ထောင်စီကအကူအညီရလိုက်တယ်လို့ပဲလို့လူဖီကပြောနေတော့ဇိုးကသူကတော့လူနှစ်ထောင်နဲ့ညီမျှရည်လို့ဆိုပါတယ်။ တဖက်ကဖင်မန်းမလို့အစင်ပြေပါမလားလို့ဒေါ်စတုံးကပြောတဲ့အခါဖပ်ခွန်နဲ့အတူသွားမှဖြစ်ကြောင်းလူဖီကလည်းပြောပြလိုက်ပါတယ်။ဇိုးကျွန်းစီကိုလည်းချက်ကပြန်ရောက်လာပြီးတော့ ship hack ကလည်းအတော်လေးနှိမ့်ဆက်ခံထားရပါတယ်။ရိုက်ဆိုမရှိဘူးဆိုတဲ့စကားတစ်ခုနဲ့ပြန်လာမယ်လို့မထင်ထားခဲ့ဘူးလို့ချက်ကဆိုပါတယ်။ ဂတ်စ်ငွေတွေကနေထွက်ပြေးလွမြောက်ခဲ့တဲ့သူတွေကတခြားတတိလက်နေတဲ့သူတွေကိုကုညီကုတပေးခဲ့တာလားလို့ဂျက်ကထပ်ပြီးတော့ချင်းရမီကလည်းမစ်တွေကအသက်ရှင်နေရုံနဲ့မကပဲသူတို့ဘာတိုက်ခိုက်ခံခဲ့ရတာကိုသိသွားရင်ပြဿနာတွေပိုတက်လာနိုင်တာမို့လို့ shift high ရဲ့ဗဇက်ကိုပိတ်ထားလိုက်ရပဲပိုကောင်းချောင်းတွင်းနေခဲ့ပါတယ်။တနားညတာပေးတာကနောက်ကျရင်လက်တော့ပြန်တဲ့အရှုပ်ထုတ်တွေပဲဖြစ်လာစေမှာမို့လို့တက်ရင်လည်းအသိတက်ဖို့ဂျက်ကပြောနေခဲ့ပါတယ်။ဂျက်ကသူတီတခါတော့ကြီးမားလာတဲ့စင်ကြီးဆူနစ်ရှာကိုပါအပီးတက်ပြတော့မယ်လို့ဆိုပါတယ်။တစ်ဖက်မှာလည်း cat fiber ကသူတို့ဟာ share နဲ့တိကျပြပြနေခဲ့ပါတယ်။ ်ဒေါ်စတုံးလည်းအဲ့လိုပြောခဲ့တာမို့လို့အားလုံးလည်းရှမ်းနေတိနေကြရလို့လူဖီကလည်းမေးလိုက်ပါတယ်။တချိန်ကဒေါ်စတုံးနဲ့ကက်ဖာဘာတို့ဟာရော်ဂျာရဲ့တင်မောမှာအိုဒန်ရဲ့အဆောင်ရှောက်ဖြစ်ခရီးသွားခဲ့ကြတာဖြစ်ပြီးတော့ WiFi ရဲ့ Moby Dick ပေါ်မှာလည်းစီးခဲ့ကြောင်းလူဖီကိုပြောပြလိုက်ပါတယ်။ဒေါ်စတုံးကသူတို့ငယ်တုန်းကရှန်နဲ့ဘက်ကီလိုမျိုးအလုတ်တင်လေးတွေအဖြစ်ရှိနေခဲ့တယ်လို့ထပ်ပြောလိုက်ပါတယ်။ဥစောကလည်းစာရွက်နဲ့တခြားရေးပြီးတော့ရှင်းပါတော့။အရင်ဆုံးအိုဒန်နဲ့ကက်ဖာဘာတို့က WiFi ရဲ့တင်မောမှာရှိနေခဲ့ကြပြီးတော့ရောဂျာကလူတစ်ခရိုက်တာကြောင့်မလို့တောင်းအောင်စတုံးရောဂျာစီကိုပြောင်းခဲ့ကြတာအဲ့လိုမျိုးလားလို့ဥစောကလည်းမေးလိုက်ပါတယ်။ ကမ်ဖာကလည်းသူတို့သွားခဲ့တဲ့အချင်းတွေကိုပြန်လွမ်းမိပြီးတော့နေတိုင်းစိတ်လုံရှားနေခဲ့ရတာမလို့တိတ်ကိုကောင်းတဲ့စွန်စားကမ်းတွေဆိုပြီးတော့အရန်ပျော်နေကြပါရဲ့ခင်ရဲမို့တို့ကတော့အဲ့လိုပင်လယ်ထဲထွက်မှကိုအိုဒန်ကတားဆီးခဲ့ကြအောင်လူဖိကိုပြပြလိုက်ပါရဲ့ဝါနိုတိုင်းပြည်ကခုနကပြောလို့လောကကြီးနဲ့အဆက်အသွယ်ဖြတ်သားခံရတာမလို့တကားပိတ်ထားတဲ့နိုင်ငံတွေကနေထွက်ခါတာကပြမှုတစ်ခုပဲလို့ခန်ဂျီယိုကဆိုပါရဲ့ အိုရန်ကနိုင်ငံရဲ့ဥပဒေတွေနဲ့ပတ်သက်ပြီးတန်ရရှိတဲ့စံချစ်တူတယောက်မလို့ခရမ်မုတ်ကတူတူလဲ white bear ရောချာနဲ့အခြားသူတွေဝါနိုကိုလာချာတော့အနည်းငယ်ရင်းနှီးခဲ့ကြောင်ပြောပြလိုက်ပါတယ်။ဘာပဲဖြစ်ဖြစ်အားလုံး shunt really တို့နဲ့လည်းတီးကြတယ်မလားလို့လူတွေကလည်းပြောနေခဲ့ပါတယ်။ရောဂျာရဲ့တင်မောက်ကိုစီးခဲ့ရင်ဖရန်ကီယာသူ့ရဲ့ဆရာတွမ်တိဆောက်ခဲ့တဲ့အိုဂျက်ဆင်လားလို့ပြောလိုက်ပါတယ်။ဖရန်ကီယာတွမ်ရဲ့တပည့်ဆိုတာကိုပါတီးလိုက်ရတဲ့ဒေါ်စတုန်းတို့လည်းအန်အောနေခဲ့ပါပြီ။ဘရုတ်ကတင်မောက်ဆရာဝင်ခိုးကက်စ်ကိုလည်းတီးတယ်မလားပြောနေလို့နာမီကသူ့အတီးပြုတ်ဆရာလေးရှိလို့ခဏလေးလို့ဆိုပါတယ်။ Rogue Pony ကလေး၄ခုက Rough Test ကိုလမ်းပြတယ်လို့ပြောခဲ့တာမလို့နာမည်ကသူ့ရဲ့ log post ကိုဖျက်လိုက်ပါရဲ့ ပုံမှန်ဆိုရင်နောက်သွားမဲ့ကျွန်းကိုလက်တန်၃ခုကိုကြီးပြီးရွေးချယ်ရတဲ့ဆိုရင်မဲ့အခုကချေရခံမနေလို့အဆင်ပြေပါမလားလို့မေးလိုက်ပါရင်နာမီကတူတူဟာဖေဖီကတ်တိုင်းလိုက်လာရင်နဲ့ဇိုးကိုတွေးခဲ့ပြီးတော့မမျောလင်းပဲ Raft နေရာကိုညွန်ပြတဲ့ Rock Pony Click ကိုရှာတွေ့ခဲ့တယ် Twin Caps က Crocus ပြောခဲ့တာက Lost တွေ့ကိုချေရခံမယ်ဆိုရင်လမ်းကြောင်းအလုံးအဆုံးသတ်မှာတစ်ခုတည်းလို့ပြောခဲ့တာကြောင့်အဲ့ဒါကိုအခုထိ Raft ဖြစ်မယ်လို့ထင်နေခဲ့တယ်လို့နာမီကပြောလိုက်ပါရင် Cat Fiber ကတော့နာမီပြောတာတွေထက် Crocus ရောနေကောင်းရလားလုံနေပြီးတော့ပင်တယ်မြအုပ်စုကိုလည်းရှာနေချောင်းကြားတယ်လို့ထပ်ပြောတဲ့အခါ Brooklyn အဲ့ဒါကတိတ်သွား တဲ့သူ့ရဲ့ပင်တယ်မြအဖွဲ့လို့ပြောပြလိုက်ပါတယ်။နာမီကလည်းသူ့အရေးကြီးတဲ့စကားပြောနေကြအောင်ထအော်ပါတော့ရယ်။လော့ပို့စတိုင်စိတ်ဝင်စားတဲ့ဆိုရင်လည်းအဆုံးထိကိုတွားကြည့်ဖို့နဲ့ဒီလက်တန်၃ခုကသူညီရဲ့ဥတီပမာပေါ်နေရင်တိကျတဲ့နေရာတစ်ခုကိုရောက်ဖို့ကြိမ့်သိပေါက်လမ်းကြောင်းတစ်ခုရှိတယ်လို့ဒေါ်စတုန်းကပြောလိုက်ပါတယ်။ ဒါပေမဲ့မင်းတို့တွေကခရီးရှည်တစ်ခုကိုလည်းထွက်ခဲ့ပြီးပြီမလို့လမ်းကြောင်းရဲ့အဆုံးသတ်မှာတစ်ခုခုကိုရှာထုတ်ဖို့ယူဆထားကြတယ်ဖိုနီကလစ်တွေကအမှန်တရားကိုရှာထုတ်တယ်ဒါတွေကိုဖန်တီးခဲ့တဲ့လူမျိုးစုတွေအကြောင်းရှာထုတ်ပြီးတော့ပုံကွယ်နေတဲ့နောက်ဆုံးကျွန်း rough day တရှိမှုရောဂျာအဲ့ဒီကိုရောက်ခဲ့တုန်းကအရာအလုံးကိုတစ်ခါထပ်ပြီးတော့လုတ်ခဲ့တယ်ခရိုကက်စ်ကလည်းပင်တယ်မြားဘရင်ကြီးရဲ့အဖွဲမှာပါဝင်သူတယောက်မလို့အရာအလုံးကိုတိနေပြီးတော့အလင်းညာတစ်ခုကိုလည်းလုံးဝပြောမှမဟုတ်ဘူးလို့ Dost Stone ကဆိုပါတယ်နာမည်လဲ Lopos ကိုကြည့်ရင်သူတို့လမ်းကြောင်းတွေကိုရှောက်သွားနေခဲ့တာမဟုတ်ပဲအခုထိရှာမတွေ့ခဲ့သေးတဲ့အမှန်တရားရဲ့ရှား ာယီရုပ်တွင်ကြောင်းသာတွေ့ဝေသွားတယ်လို့တွေးနေခဲ့ပါတယ် ကိုကက်စ်ပြောလို့ပဲလော့ပို့စ်တွေကကျင်းတိပေါက်လမ်းကြောင်းအစုံရဲ့တစ်ဖက်မှာရှိနေတဲ့ rough တဲ့ကျွန်းကိုညွန်ပြပေးနေမှာဖြစ်ပြီးတော့လော့ပို့စ်ကလည်းလိန်ညာနေခဲ့တာမဟုတ်ဘူးလို့နာမီကဆိုပါတယ်။နာမီကတကယ်တော့ရဲ့ခြေချောင်းတန်းပြတရားမလို့အဲ့လောက်ကြီးမစိုးရိမ်ဖို့ဒေါ်စုံကပြောလိုက်ပါတယ်။တော်တော်နဲ့ခိုင်တိုးကိုမတိုက်ခိုက်ခင်လုံးစရာတွေအများကြီးရှိနေတာမလို့လက်ရှိမှာတော့တော်တော်နဲ့အတူတိုက်ခိုက်ပေမဲ့လူတစ်ကိုရှာဖို့ကြိုးစားချမယ်လို့ KM ကဆိုပါတယ်။ဒီလိုအချိန်မှာတက်ကူအနေနဲ့ထပ်ခေါ်ချင်တဲ့လူလည်းရှိပြီးတော့ YPF Pirate ထဲက First Division Commander Phoenix Marco လို့ကပ်ဖိုင်ပါကဆိုပါတယ်။ အားလုံးကတော့မကုနမဲကြတာနဲ့အရန်အော်နေပြီးတော့လူဗီတယောက်ကတော့ဘသူလဲဆိုတာကိုလုံးဝအဆရှာမရဖြစ်နေခဲ့ပါပြီ။မမိန်ဖော်မှာတွေးခဲ့ကြတဲ့မလာလိုဦးစောကလည်းပြောပြနေပြီးတော့ချက်ပါကလည်းမကုကရှာပါတဲ့ဒီဗက်ဖရစ်ကိုစားထားချောင်းပြောနေပေမဲ့ဘသူဆိုတာကိုစဉ်းစားလို့ကိုမရဖြစ်နေခဲ့ပါဘူး။ နနတိပုံစံလိုမျိုးလိုရောဘင်ကဝင်ပြောတဲ့အခါမှာလူဗီလည်းပြန်မှတ်မိသွားပြီးတော့မာကိုကအရန်အစွမ်းထက်တာပဲလို့ဆိုပါရဲ့မာကိုဥဆောင်တဲ့ WPF Parade ဂျန်နဲ့တူဝင်တဲ့ Black PF Parade ချားကမချေပွဲတိုက်ပွဲကြီးကလည်းဖြစ်ပွားခဲ့ပြီးအဲဒီကနေတနည်းကြတဲ့အထိခေါင်းဆောင်တွေဘာဖြစ်သွားကြလဲဆိုတာကိုလည်းမသိရသေးဘူးလို့တိတ်ပြီးတော့မမျှော်လင့်ရဲဘူးလို့ခတ်ပါပါကဆိုပါရဲ့အသက်ရှင်နေခဲ့မဲ့ဆိုရင်တော့သူရှိနေလောက်မဲ့နေရာကိုတိတယ်လို့ Cat Fiber ကပြောနေတဲ့လူဗီလည်းတတို့တွေ Black PF နဲ့တိုက်ခိုက်ခဲ့ကြတာလို့မေးလိုက်ပါတယ်နှစ်ဖက်စလုံးမှလည်းအတော်လေးအင်အားကြီးတဲ့သူတွေစုနေကြတာမလို့ကြီးမားရဲ့စစ်ပွဲကြီးတစ်ခုဖြစ်ခဲ့ပြီးတော့မာကိုနဲ့ဂျန်နဲ့တူတွေက ရှုံးနိမ့်သွားခဲ့ရတာမလို့စစ်ပွဲကြီးလဲပြီးရော Black Bear ကရုပ်ကိုတယောက်ဖြစ်အတိအမှတ်ပြုခံခဲ့ရတယ်လို့ Robin ကရှင်းပြလိုက်ပါတယ်။အဲ့ဒီကာလာတွေကလူပီတို့ရဲ့လေ့ကျင့်ရေးလုပ်နေတဲ့အချိန်မလို့တကယ်ပဲဘာဖြစ်ခဲ့လဲဆိုတာဘာမှမသိဘူးပဲလို့ဦးစောကပြောလိုက်ပါတယ်။ Power Mouse ဝါးထဲမှာ Luffy ကသူ့အတိစိတ်ပျောက်သွားတဲ့အချိန် White Bear Power တွေကအတက်ကိုကာကွယ်ပေးခဲ့တယ်ဆိုတာကိုတော့ဂျင်ဘဲကပြောပြခဲ့တယ်လို့ဆိုပါတယ်။ထပ်တွေ့ပြီးကျေးဇူးတင်ခြင်းကြောင်းလဲပြောချင်သေးတယ်လို့ Luffy ကလည်းပြောနေခဲ့ပါတယ်။ ကတ်ဖိုင်ဘာကလည်းတူတူလဲခင်ရမို့တို့နဲ့ပြင်ဆင်ဖို့လုပ်ဝဲမယ်လို့ဆိုပါတယ်။ခင်ရမို့ကလည်းတူတူဟာမခါမိတ်တွေ့ကိုစူးစောင်းထားပြီးဝါနိုမှာပြူဟာကိုလှုပ်ဝက်ကြံစီထားကြမယ်လို့ဆိုပါတယ်။ အခုကဝမ်လို့တိုင်းပြည်ကခိုင်တဲ့ဝဲလာအောင်မလို့နိုင်ငံနဲ့ဝင်ဖို့ရောအစင်ပြေပါမလားလို့စရော့ဟက်တက်ကလည်းဝိုင်းမေးကြပါတော့ရဲ့အန်ရီကိုတတိပြုမိတယ်လို့ဆိုပေမဲ့တွေးတော့ရဲဘော်တွေကိုလည်းစိတ်ပူမိတယ်လို့ခင်ရဲဘော်ကဆိုပါတယ်လောကသူတို့ရဲ့ရှင်ကိုတင်းမောနဲ့တွားကြမယ်ဆိုရင်တော့ခရီးလမ်းကြောင်းအတွက်အစင်ပြေစေနိုင်ပြီးတော့ကျွန်းပေါ်မှာလည်းပုံခုစရာနေရာရှိနေရင်တော့ပိုကောင်းမယ်လို့ပြောလိုက်ပါတယ်ကတ်ဖိုင်ဘာကသူတို့ကတော့မာကိုကိုတွားရှာကြမှာမလို့ဝမ်လို့တိုင်းပြည်မှာပြန်ဆောင်ဖို့အတွက်ခင်ရဲဘော်ရဲ့ VIP ကက်ကိုလုံးမယ်လို့ပြောလိုက်ပါတယ်ကိုပြောင်ကြီးဆိုကလည်းအားလုံးလက်မပြောင်းစေချင်တဲ့ထားလုံးနေလို့နာမည်လည်းသူကပဲပြောရတဲ့ရှိသေးရဲ့လို့ပြန်ပြောလိုက်ပါတယ် ဲ့ဒီချိန်ဝါနာတုကလည်းရိုက်ဆိုကိုလာချိုချပါတော့ရယ်ရိုက်ဆိုအန်ဒီရဲ့ကင်းနီယာအတွက်ရယ်ဘရင်တယောက်ပြန်လဲရင်းနှီးချင်းနဲ့ ကုစုကီကလန်ဘေကင်းကင်းနဲ့ပြန်လဲစူးစီးခြင်းအတွက်ဂွန်ပြူစာတောက်ပွဲတွေလုပ်နေလို့အားလုံးအစင်တစ်ဖြစ်ပြီဆိုတဲ့အကြောင်းကိုအားလုံးကလည်းအော်ပြောလိုက်ပါဘိုင်ဆိုကလည်းဒါကိုမြမီဝမ်းနဲ့လုံးငုံနေမိပြီးတော့နီပိုဒိုင်ဆူကီနိုချက်စုကိုတုံးလိုက်ပါတော့တယ်တို့နဲ့စာတောက်ပွဲကိုလူဖီကလည်းတွားဖို့လုံးနေလို့စန်ကြီးစီကိုအမြန်တွားဖို့ပြင်ဆင်ဖို့နာမီကလည်းပြောလိုက်ပါနာမီကလိုက်မလားလို့လူဖီကပြန်ပြီးတော့လမ်းပြရဲသူမရှိတဲ့နယူဝေါ်တဲကိုနာမီကသူမပါပဲနဲ့လူဖီကလည်းတွားနိုင်လောက်မယ်ထင်တယ်လို့ပြန်မေးလိုက်ပါချော့ပါကလည်းသူပတ်ကွင်းရဲ့ဂျမ်းမာရဲ့အတွက်နဲ့သူပါလိုက်ရမယ်လို့ဆိုပါတယ် ဘရုတ်ကလည်းအားလုံးဆရာငယ်နေတဲ့အခါကျဘသူကတချင်းဆိုပြမှလဲလို့ပြောလိုက်ပါရဲ့ခရမ်မော်ကသူလဲစံကြီးပေါ်မှာအကျွေးတင်နေတာဖြစ်ပြီးတော့လိုက်ချစ်ပဲမလိုက်နိုင်ခဲ့လို့တောင်းပန်လိုက်ပါတယ်။ဦးစောကသူတို့တွေခရမ်မော်တို့တဲ့အတူလိုက်မှမလို့စံကြီးကိုလည်းစိတ်ချမယ်လို့ဆိုပါရဲ့။အကယ်၍ပိုနီကလစ်ကိုတွေးခဲ့ရင် copy ကူးခဲ့ပေးဖို့ရော်ဘတ်ကတောင်းဆိုလိုက်ပြီးတော့သူလဲ101မှာရှိနေတဲ့ပိုနီကလစ်ကိုရှာချီအောင်မယ်လို့လူဗီကိုပြောလိုက်ပါတယ်။ အဲ့ဒီချိန်ဇိုးတို့တွေရောမစ်တွေရောတခုခုခံစားမိခဲ့ရပါရဲ့ခဏကြာမှာတော့ဇိုနီရှာရဲ့အော်ဒါကိုကြားလိုက်ရပြီးတော့ကျွန်းတစ်ခုလုံးလှုပ်ခါလို့နေခဲ့ပါပြီဇိုနီရှာဆိုတာဘသူလဲလို့ဦးစောကအော်နေတဲ့အခါခါရော်လည်းစင်ကြီးဇိုးဆိုတာကိုပြောပြလိုက်ပါရဲ့ရုပ်တရက်လူဗီကာလည်းစကားပြောနေတဲ့အတန်တစ်ခုခုကြားနေရတာမလို့ဘသူအတန်လေးလို့အော်ဟစ်နေခဲ့ပါပြီဇိုနီရှာရဲ့တုံလုံးမှုကြောင့်အားလုံးလည်းရုံရင်းစံကတ်တွေဖြစ်နေခဲ့ပြီးတော့မမို့တယောက်လည်းလူဗီလိုမျိုးခံစားနေရလို့အော်ဟစ်နေပါတော့ဟဲ့လူဗီပါအဲ့ဒီအတန်ကိုကြားနေလာလားဆိုပြီးတော့ကတ်ဖိုင်ဘာဆိုတဲ့အော်နေပါတော့ဟဲ့ မင်းအဲ့ဒီမှာရှိနေမယ်ဆိုရင်မြန်လေးပေးဖို့ပြောနေတဲ့အခါလူဖီကလည်းဘသူလဲလို့ပြန်မေးနေပြီးတော့ကြားခဲ့ရတဲ့မြတ်တွေမှာဒီအတန်ကအခြေလောင်ဆုံးမလို့မမို့ကလည်းပြောနေခဲ့ပါရဲ့ တဖက်ကချက်တုတွေကလည်းစင်ကြီးစွနေရှာကိုအမြောက်တွေနဲ့အဆက်မပြတ်ပစ်နေခဲ့ပါပြီ။တကယ်ပဲနှစ်တစ်ထောင်လောက်ရှင်တန်နေခဲ့တာဆိုရင်အရေပြတ်ကပိုပြီးအားနည်းနေမှတေချာတယ်လို့ဂျက်ကပြောနေခဲ့ပါရဲ့။ဒါကရှင်တန်နေတဲ့ဒဏ္ဍာရီတစ်ခုလည်းမဟုတ်ပဲအသက်ကြီးနေတဲ့တိရစ္ဆာန်တစ်ကောင်တတ်တတ်မလို့ဘဲချေကိုပဲမများပစ်ဖို့ဂျက်ကအမိန်ပေးလိုက်ပါပြီ။သူတို့ကိုယ်ရောက်ဆက်လုပ်နိုင်မယ်ဆိုရင်တော့စိတ်ကြိုက်ရှင်းပြလို့ရရင်တာမလို့မျိုးလုံးတွေကိုကလော်ထုတ်ပြီးရရှာတွေကိုလည်းဖြတ်ထုတ်ခြင်းနဲ့အထက်ကအသွင်းကလေးစားတွေကိုလည်းဖြတ်ထုတ်လို့ရရင်တိတ်ကောင်းမလို့ဂျက်ကဆိုပါရဲ့။ ဲ့ဒီမှာရှိနေမယ်ဆိုရင်မြန်မာလေးအမိန်ပေးဖို့ထပ်ပြောနေတဲ့အတန်ကိုလူပြည်တို့ကလည်းကြားနေရတာမလို့ဘာအမိန်လဲမင်းကရောဘသူလဲဆိုတဲ့မေကုတ်ကိုပဲဖြေပေးဖို့လူပြည်ကလည်းပြန်អော်ပါတော့ရင်ဒီအတန်တွေကိုလူပြည်နဲ့မမို့နှစ်ယောက်တည်းကြားနေရတာမလို့ဘသူလဲဆိုပြီးអော်ဟဲနေတဲ့ခါနာမည်လဲတူတူဘာမှမကြားအကြောင်းကိုပြောပါတော့ရင် ဂိုရီပြောကြအိုဒန်ရောသူညီတဲ့အတန်အကျယ်ကြီးကိုကြားခဲ့ရဘူးပဲမဲ့အတားကိုတုံးပြန်နိုင်အောင်လို့မလုံနိုင်ချောင်ပက်ပြိုကပြပြလိုက်ပါတယ်အဆောင်အုံတွေနဲ့တစ်ပစ်နှစ်ပြိုကြားရတာမလို့ဇိုနဲ့ရိုက်ဇိုကပေါင်ပြီး mix တွေကိုကောက်ွက်ပေးလိုက်ရပါတယ် cut fiber ကလည်းစင်ကြီးစွန်းနှစ်ရှာတခုခုဖြစ်နေရလို့ထင်ချောင်ပြောနေခဲ့ပါတယ်မမိုးရဲ့ခေါင်းကလည်းအယံနာချင်နေပြီးတော့မျိုးလုံးထဲမှာလည်းတခုခုကိုဝေဝါးစွာမြင်နေခဲ့ရပါတယ်ခဏကြာမှာတော့ချက်တူအဖွဲကိုမျက်ဝါးထစ်ထစ်မြင်လိုက်ရပြီမလို့ချက်ဆိုတာကိုအားလုံးကိုပြပြလိုက်ပါတယ်တစ်ဖက်ကချက်တူအဖွဲကလည်းစင်ကြီးစွန်းနှစ်ရှာကိုအမြောက်တင်နေအဆက်မပြတ်ပြစ်နေခဲ့ပါတယ် ချက်ကဇွန်နီရှာကိုတိုက်ခိုက်နေပြီးတော့နိုင်လက်တန်း9နာရီရက်မှာအစွမ်းထက်တဲ့တင်မော58ကြောင့်မိုမိုကအတိအကျပြောရတဲ့အခါလူဗီလက်ဒါရီကိုပလိုတိနေရတယ်လို့ပြန်မေးလိုက်ပါတယ်။ကိုတိုင်နဲ့တေချာတော့မသိပေမဲ့အဲ့ဒါကခေါင်းထဲကိုတန်းရောက်လာပြီးတော့မြင်နေရတယ်ဆိုတဲ့အကြောင်းမိုမိုကလည်းပြန်ပြောပြလိုက်ပါတယ်။သူတို့နဲ့အားလုံးနဲ့ဒီတစ်ခါတော့ချက်ကိုတေချာဖို့တိုက်ခိုက်မယ်လို့ဆိုပါတယ်။တိုက်ခိုက်ရေးတမားတွေကလည်းစာပြီးလှရှားဖို့လုပ်ရမယ်ဇွန်နီရှာရဲ့တုံလုံးမှုကြောင့်ဘာမှလုပ်မရဖြစ်နေခဲ့ပါပြီ။ ဒါကအရန်နာကျင်လုံးနာကြောင်သူသားလဲကျသွားမယ်ဆိုရင်အားလုံးကိုအန်ဒီရဲကြောက်ရွံ့စိတ်သိမ့်မယ်ဆိုတဲ့ဇကားကိုလည်းမမုံနဲ့လူပီကြားလိုက်ရပြီးတော့အတန်ကလည်းဇူနီရှာဆိုတာမမုံကလည်းနားလေသွားခဲ့ရပါပြီဇူနီရှာကတစ်ချိန်လုံးကပြစ်မှုကြီးတစ်ခုကိုကျူးလို့မိခဲ့တာကြောင့်မလို့အခုသူ့လုံးခွင့်ရှိတာကလမ်းရှောင်းနေရောက်တက်တက်ဖြစ်ပြီးတော့အမိန့်ကိုလည်းနာခံနေရကြောင့်မမုံကအားလုံးကိုပြောပြလိုက်ပါတယ် ဆိုနေရှာကသူ့ကိုတခါလောက်လေးတော့ခွင့်ပြုချက်ပေးဖို့တောင်းဆိုနေခဲ့ပါတယ်။တိုက်ခိုက်လိုက်စမ်းဆိုတဲ့အမိတ်ကိုတခါလောက်ပဲဖြစ်ဖြစ်ခွင့်ပြုဝေဖို့ခွင့်တောင်းနေတဲ့ကောင်မမိုးကလည်းအားလုံးကိုပြပြလိုက်ပြီးတော့သူဖာဆက်လို့ရမလဲလို့ခရဲမော်တို့ကိုမေးလိုက်ပါတယ်။မမိုးပြောတဲ့အတန်အားဆိုရင်တော့ဆိုနေရှာစီကိုတန်းရောက်နိုင်လိုက်မယ်လို့လူပြေကသူထင်တာမဟုတ်လို့ဆိုနေရှာကအစော်ခံလိုက်ရရင်အားလုံးပင်လယ်ထဲမှာအဆုံးတက်ကြရလိမ့်တော့မယ်လို့ထပ်ပြောလိုက်ပါတယ်။မမိုးကလည်းသူ့ဘလို့လောက်အောင်မသိဘူးလို့ပြန်ပြောနေလို့ဘာပဲဖြစ်ဖြစ်ဆိုနေရှာကိုအမြန်တားပြောဖို့လူပြေကမမိုးကိုပြောလိုက်ပါတယ်။ မမိုးလေဆွန်နီရှိုင်းနာမည်ကိုတန်ကုန်ချစ်အော်ခေါ်လိုက်ပြီးတော့ချက်ကိုထွက်ပြေးသွားအောင်လုပ်ဖို့အော်ပြောလိုက်ပါရဲ့ဆွန်နီရှာကသူနားလဲပါပြီလို့ပြန်ပြောတာကိုလူပိပါကြားလိုက်ရပါတယ်သူတို့နဲ့ဆွန်နီရှာကလည်းစတင်လှုပ်ရှားလို့နေခဲ့ပါပြီဆွန်နီရှာကစင်နမောင်းနဲ့ပင်နေပြေကိုရိုက်ချလိုက်တဲ့အခါတင်မောကအထင်းချုံမရှိပဲလေဘော်ကိုမြောက်တက်သွားခဲ့ရပါပြီတင်မောတွေအားလုံးကိုဆွန်နီရှာကနှမောင်းနဲ့လိုက်ရိုက်နေပြီးတော့ဇားစီဖြက်စီးပစ်လိုက်ပါတော့ရဲ့ ဒါလို့နဲ့ဆွန်နီရှာရဲ့ကြောပေါ်မှာလည်းအားလုံးကငြိမ်သက်သွားပြီးလူဖီတို့လည်းဘာအမှမချားရတော့ပါဘူးအဲ့ချိန်မြောက်လေးကလည်းရောက်လာပြီးတော့ချက်တုတ်ကိုနှမောင်းနဲ့အမောက်တိတ်ခဲ့ချောင်းပြပြလိုက်ပါဆွန်နီရှာမှာအသိစိတ်ရှိနေမယ်လို့မထင်ထားပေးနဲ့မမိုနိုစကဲနဲ့လည်းဆက်တွေ့လို့ရနေတာမလို့မမိုနိုစကဲရဲ့စွန့်ရည်တွေများလာလို့ခင်ရမှုကလည်းပြောနေခဲ့ပါတယ်ချက်ကဒီဘယ်ဖရုတ်ကိုစားထားရတူတရားမလို့ပင်လေနဲ့ကြာသွားရှင်လို့ဥဆုပ်ကပြောနေတော့တေသွားပြီကိုဆိုလိုတာပဲလို့ကတ်ဖေဘာကပြောလိုက်ပါတယ်အရင်ဆုံးချက်တီကိုဘလို့ရောက်လာခဲ့လဲဆိုတာကိုအရင်ရှာဖွေချင်ရမှာဖြစ်ပြီးတော့မဟုတ်ရင်ဒီနေရာကထပ်ပြီးဘေးကင်းအောင်မှာမဟုတ်ဘူးလို့ကတ်ဖေဘာကဆိုပါတယ် လူဖီကတော့ဒီစင်ကြီးကလည်းတိုးတိုးနဲ့မဟာမိတ်ဖြစ်လာရင်တိတ်ကောင်းမယ်လို့ပြောနေခဲ့ပါပြီ။တစ်ဖက်ကအဖိုးကလည်း chat နဲ့ရုပ်တရက်ကြီးဆက်တွေ့ပြတ်သွားရဲဆိုတဲ့အကြောင်းကိုခိုင်တိုစိဆက်တွေ့ပြီးပြောနေခဲ့ပါရဲ့။ဒါလေးကတော့ one piece အပိုင်း169ဖြစ်ပြီးတော့အပိုင်း200ကိုဆက်တင်ပေးနိုင်မို့တော့လာလေးတယောက်ချက်စီနေပြီးတော့ comment လေးကျွန်တော်မှတ်ပေးခဲ့ကြပါအောင်။ channel လေးနဲ့ subscribe လေးမတော်ရင်လို့ပေးသွားခဲ့ကြပါအောင်။ကျေးဇူးများတင်ပါတယ်။ကျွန်တော်ကတော့စမတ်ပါ။